ားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ထိုင်းတောင်းဝင်ရဲတပ်ဖွဲ့ရဲ့လေငယ်ဒဇင်းပြတ်ကြပြီးရဲရန်ရှင်ငါးဦးသေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းမှာထိုင်းနိုင်ငံဖက်ချာဘော်ရီပြည်နယ်ချာအန်ကျေးရွာနေကန်းချင်းမှာ AB 25ရက်နေ့မနက်၈နာရီကုမ္ပဏီခန့်မှာထိုင်းတောင်းဝင်ရဲတပ်ဖွဲ့က DAC S 400အမျိုးအစားလေငယ်ဒဇင်းလေးကျင့်ပြန်တန်းစဉ်ပြတ်ကြမှုဖြစ်ပွားခဲ့ပြီးလေမော်လိုက်ပါလာတဲ့ရဲရန်ရှင်ငါးဦးသေဆုံးကတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ် စမ်းချုံရဲမှုဖြစ်စမှာလေရင်ဟာပြည်သူတွေနေထိုင်ရာအရာတွေဘက်ကိုဥတီသွားခဲ့ပေမဲ့ပြည်သူတွေထိခိုက်မှုမရှိစေရင်ပင်လယ်အတွင်းကိုဥတီပြန်တန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လေကျင်ရဲ့အတွက်လေဒီစင်တပ်ဖွဲ့ဝင်အချို့ကိုသွားရောက်ခေါ်ယူဖို့ပြန်တန်းစမှာပြတ်ကျခဲ့တာဖြစ်ပြီးလေရင်ပေါ်မှာလေရင်မှုလေးဦးစက်ပြန်ရရှိနှုတ်ဦးနဲ့အင်ဂျင်နီယာတအုပ်ပါဝင်တယ်လို့သိရပါတယ်။တည်ဆုံးသူတွေထဲမှာ ရန်မူကြီးအဆင့်ရှိအရာရှိတအုပ်လည်းပါဝင်ခဲ့ပြီးတေဆုံးသူရဲ့တပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့မိသားစုကိုထောက်ပံ့မှုတွေလည်းလှုပ်ဆောင်သွားမယ်လို့ထိုင်းရဲ့တပ်ဖွဲ့ကထုတ်ဖော်ပြောကြားထားပါတယ်ရှင်။ကျမနည်းနည်းပါ